ားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီကနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကြောက်ကက်ထိမှဆိုပြီးတော့စီအများကြီးမတော့ချင်တဲ့သူတွေအဲဒါမှမဟုတ်လို့ရှိရင်ဖြည့်ဆွက်စာတွေဝယ်မစားချင်တဲ့သူတွေဒါမှမဟုတ်ဖြည့်ဆွက်စာတွေဝယ်မတော့နိုင်တဲ့သူတွေအတွက်ဆရာမကြီးဒေါက်တာဒေါခင်နွေဝင်းကပြောထားတဲ့သဘာဝနည်းလမ်းလေးတွေကိုအားလုံးမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့ဗီတာမင် D အတွက်ကိုကျမတို့မနက်ခင်းနေအောင်ကြီးခံပေးပါ။နေပူထဲမှာနိုင်ွက်လောက်နေပါ။အိမ်ပြင်ထွက်ရမှာဖြစ်ပါတယ်။အိမ်ထဲမှာနေပြီးတော့ လူကဒီနေအောင်ဒီခံလို့မရဘောเนาะအိမ်အပြင်မှာအာထရာဗိုင်ယိုလက် B ရေးတွေရနိုင်တဲ့အတွက်ကြောင့်မလို့ဗီတာမင် D ရဖို့အတွက် B ရေးလိုတယ်ဆိုတော့အိမ်ထဲကနေပြီးတော့ brain ပေါက်ကနေတစင်ရကြည့်ရဲ့ဒီရောင်ကြီးမှာကျတော့ A ရေးပဲရှိရဲ့ဆိုတော့ B ရေးလိုခြင်းနဲ့ဆိုရင်ဒီအပြင်ဘက်ကိုအိမ်ပြင်ဘက်ကိုထွက်ပြီးတော့နိုင်ခွက်လာဗီတာမင် D ရအောင်လို့နေရာကြီးခံရင်းနဲ့လမ်းလျှောက်ပြီးနေဖို့အတွက်အကြံပြုချင်ပါတယ် နောက်အပြင်ထွက်နေရင်ကိုကတက်လက်စားတယ်နဲ့မြေကြီးဓာတ်ကိုလည်းယူဖို့အတွက်ဆရာမကြီးကအကြံပေးထားပါဗျ။မြေကြီးမှာအီလက်ထရွန်ဓာတ်တွေအများကြီးပါဝင်တဲ့အတွက်ကြောင့်ဒီအဝါယောဓာတ်တွေပေါ့နော်ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ရွေးရှားနိုင်တဲ့များတဲ့နေရာအနေနဲ့နေရာရွေးရှားတတ်တဲ့အတွက်ကြောင့်မလို့မြေကြီးကနေခန္ဓာကိုယ်ရဲ့ကိုဝင်နိုင်တယ်။ဆိုနေတဲ့မြက်ခင်ပြင်ပေါ်မှာလမ်းလျှောက်မယ်ဆိုရင်အင်မတန်တင့်တော်တယ်လို့ဆရာမကြီးကရေးထားပါဗျ။နောက်တစ်ချက်ကတော့ D3 ောက်သုံးခိုင်းနေပေါ့နော်အဲဗီတာမင် K12 ကိုတဘာဝအတိုင်းပဲရယူဖို့အတွက်အဲ ရှမ်းတိုဘူးကလီစာဟင်ကျက်ဥအနစ်အဲနောက်ပြီးပရိုဘိုင်ယိုတစ်အနေနဲ့ကတော့ချင်ပတ်တို့ဒိန်ချင်တို့အဲဗမာအချင်းတို့ရှမ်းချင်တို့ပေါ့နော်စားလို့ရတယ်အဲဒါမှမဟုတ်ဂင်မချီလည်းစားလို့ရတယ်နောက်နနွင်းကိုအုံးစီဒါမှမဟုတ်တန်လွင်စီနဲ့ရောတာဖို့အတွက်အကြံပြုချင်ပါတယ်အဲအသီးနံလေးကိုနဲ့အစိမ်းရောင်ရွက်တွေကိုများစားအယိုးပြုတ်ရီကိုတောက်အယိုးပြုတ်ရီကတော့ကျက်ယိုးအမဲယိုးစိတ်ယိုးပါပဲဖြစ်ဖြစ်တောက်လို့ရတယ်ပေါ့နော် နောက်ချားတောင်းလက်ပတ်ကိုစားပေးဖို့ရယ်ဥလန်းချောင်းပြုပြင်ဖို့အတွက်အုံးရီတောက်ပေးဖို့ရယ်နောက်ပြားရီတောက်ပေးဖို့ရယ်ပေါ့နော်နောက်တစ်ခုကတော့ဥကျမ်းမာရီအတွက်ကတော့နွယ်ဂျိုစားဖို့အတွက်အကြံပြုထားပါတယ်နောက်စားရီစိန်လို့ရတယ်နောက်တိကျသီးစားပေးပါနောက်အိုမီဂါ3ပေါ့နော် စားပေးပါငါးမများစားအစီများတဲ့ငါးတွေစားပေးလို့ရတယ်အချင်တက်အတွက်ဗီတာမင်စီရဖို့အတွက်ကတော့ငရုတ်ပွားသည်တက်မြားသည်ရှောက်သည်ဇီးပြူသည်လိမ္မော်သည်ကျွဲကောသည်မလကာသည်ကီဝီသည်ဘယ်ရီသည်မျိုးမျိုးဘန်းကော်ပြီးစိန်ကမွန်းချင်ရွက်ချင်မောင်ရွက်စတာတွေကိုစားသုံးလို့ရတယ်အာလူးနဲ့ကစုံတို့မှလည်းဒီဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မလို့ စားပေးလို့ရပါတယ်။အဲဇင်းတက်ရရှိဖို့အနေနဲ့ကတော့ပင်လယ်စာနဲ့အနီရောင်အသားတွေ၊ကြက်ဦး၊လို့ထွက်ပစ္စည်းတွေ၊အဲနောက်အုတ်ဂျုံ၊ပဲအမျိုးမျိုး၊မိုးကညို့၊ကြိုက်လန်၊ရုံးမရီတီ၊ပန်းပွင့်စိန်၊ဟင်းနုနှွဲ၊ပြာမှုစားတဲ့အသီးနှံတွေကိုစားပေးလို့ရပါတယ်။အစီအစံအနေနဲ့ကတော့ကွာဆေးတို့ဖင်ုံဆေးတို့လို့စားပေးလို့ရတယ်ပေါ့နော်။ ိုတော့နောက်တစ်ခုအနေနဲ့ချင်းကျက်သွန်အနီကျက်သွန်မျိုးဆနွင်းတကြပိုးတွေမြများစားသုံးပေးဖို့လည်းအကြံပြုချင်ပါတယ်။နောက်ရင်းနှွေးချမ်း green tea တောက်ပေးဖို့ရေရင်းမြများတောက်ဖို့ရေနေ့စဉ်ကိုလက်လေးချင်းငန်းကိုအနည်းဆုံး15မိနစ်လောက်ပုံမှန်လုပ်ပေးဖို့အတွက်ကိုဒါဆရာမကြီးကနေပြီးတော့ညွှန်ကြားထားတဲ့အကြောင်းလေးကိုကျွန်မကကျွန်မရဲ့ပရိသတ်တွေအားလုံးကိုပြန်လည်လာအောင်မျှဝေခြင်းပဲဖြစ်ပါတယ်ရှင်။